မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်ဗမာမြို့ကိုစစ်ကူလာတဲ့စစ်ရဟတ်ရင်3စီးကို KI ပူးပေါင်းအဖွဲ့ကမေလ20ရက်နေ့မှာပြစ်ချခဲ့ရာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးတော့ပြတ်ကျသွားတဲ့ဒစီးကိုရွှေကူမြို့နယ်စီငန်းရွာရဲ့အနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့ရပြီးတော့လေရင်မှုမိုးထက်အောင်ရဲ့ရုပ်အလောင်းကိုပါရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ20ရက်နေ့မွန်းလွဲတနားကျော်အချိန်မှာဘုံဘော်စကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟရင်3စီးကို KIA ပူးပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်တဲ့စစ်ရဟရင်2စီးကတော့ရွှေကူမျိုး AR မြစ်နောက်ဘက်ချမ်း KIA ရဲ့တရင်ကားနယ်မြေထဲမှာရှိတဲ့တောထဲကိုပြတ်ကျသွားခဲ့တယ်လို့သိရပါဗျာ။အဲ့ဒီရဟယင်ပြက်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီဖြစ်တယ်လို့သိရပါဗါ။အဲ့ဒီရဟယင်ထဲမှာစစ်တပ်ဘက်ကဗျူဟာမူးနဲ့အဖွဲ့ပါဝင်ပြီးတော့အားလုံးတိုက်ဆုံသွားတယ်လို့သိရပါဗါ။ ်ဗျူဟာမူလာလဲတာတဲ့အဲ့ဒီရဟတ်ရင်က ပြစ်လိုက်တာ ထိမှန်ပြီးတော့ရွှေကူကနေပြီးတော့ ARM ရဲ့နောက်ဘက် KIA တက်ရင်ငါတော်ထဲမှာပြတ်ကျသွားပါတယ်အဲ့ဒီနေရာကိုငါတို့ KIA လူတွေရောက်နေပါပြီနောက်တစ်စီးကတော့ရွှေကူမှာအရေးပေါ်ဆင်းလိုက်တာဘေးဆောင်ကြီးလဲဆင်းသွားတယ်ပန်ကာချိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟတ်ရင်နှစ်စီးစလုံးပြတ်ကျသွားတယ်တော်ထဲမှာပြတ်သွားတဲ့ရဟတ်ရင်ထဲမှာတော့ဗျူဟာမူပါတယ်အားလုံးသေးတယ်ငါတို့အဖွဲ့တွေရောက်နေပါပြီ ချွေကူမှာရေးပေါ်ဆင်းတဲ့ကောင်ကတော့ပန်ကကျိုးသွားပြီးဘေးတစောင်းကြီးလဲနေတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရေးမြစ်ကရှင်းပြထားပါဗျ။အရင်ကလည်း KI ကစစ်ကောင်စီတပ်ရဲ့ရဟတ်ရင်နဲ့တိုက်လေရင်များကိုပြက်ကြတဲ့အထိပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။2021ခုနှစ်မေလ3ရက်နေ့ကကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်နယ်ကုန်းလာကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KI ကပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြက်ကြသွားပြီးတော့ရဟတ်ရင်မှုဘုံမှုကြော်စရာထုံး ဗိုလ်ကြီးတန်းထွန်းလင်အုတ်ခွဲတက်ကြကြီးကြောစွာအောင်တို့တိတ်ဆုံးသွားတယ်လို့သိရပါတယ်၂024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ရဲ့ထောက်ပို့ MI-17 ရဟတ်ယာဉ်တစီးကိုလည်း KIA ကပစ်ချနိုင်ခဲ့ပြီးတော့စစ်ရဟတ်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးတိတ်ဆုံးကရဟတ်ယာဉ်လည်းပျက်စီးသွားတယ်လို့သိရပါတယ်၂024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလည်းရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နတ်ဖက်ကာယွာတိုက်ပွဲဒေသထံကို ဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တရုတ်လုံ FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အတွက်တိုက်လေရင် ပြတ်ကျသွားခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအေးအေးကြဆုံးပါစေလို့စစ်ကောင်စီကရရချေပြီးတဲ့နောက်မှာကြောက်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုအရခတပ်တော်အေးအေးကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေးအေးသိမ့်ပိုက်လိုက်တဲ့တပ်စခန်းနှစ်ခုကတော့ကြောက်ဖြူမြို့နယ်မေးတပ်တောင်ချင်းရွာမှာရှိတဲ့ကာကင်းစခန်းနဲ့အစိုးရဆက်မှုလက်မှုတင်းတန်းကျောင်းမှာတပ်ဆွဲထားတဲ့စခန်းတို့ဖြစ်တယ်လို့သိရပါဗျ။မေလ16ရက်နေ့မှာအေးအေးကအပိသက်သိမ့်ပိုက်လိုက်နိုင်တာဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါဗျ။ စကူရနေကလေးကတင်းထားတာမင်းတိုက်တောင်ကစစ်သားတွေကတိုက်ပွဲဆပ်ဖြက်ကလေးကဒဏ်ရာရတာတွေတေတာတွေနဲ့နောက်ဆုတ်ထွက်ပြေးသွားကြတာတွေများပါတယ်မင်းတိုက်တောင်ကကင်းစခန်းနဲ့အဲ့ဒီမနီမဝေးကစက်မှုလက်မှုတင်တန်းကြောင်မှာတက်ဆွဲထားတဲ့စခန်းနှစ်ခုကိုပါအေကတိမ့်ပတ်ရရှိသွားပါတယ်လို့ပြောပြထားပါတယ်အဲ့ဒီတက်စခန်းတွေအနားမှာမေလာတရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရာကနေအေအေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းညောင်လေးပင်ရွှေကျင်လမ်းမိုက်မှာစစ်ကားများကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကအရာရှိအပါအဝင်၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ18ရက်နေ့ညနေ9:40မိနစ်ခန့်မှာညောင်လေးပင်ကနေပြီးတော့ရွှေကျင်ကိုလာတယ်အကြမ်းစစ်ကားများကို3033တက်ရင်ကမိနကရဲဘော်များကညောင်လေးပင်ရွှေကျင်ကားလမ်းမိုက်မှာဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကားတန်းဟာနေရာမှာတွေရပ်တန့်သွားပြီးတော့အကြမ်းစစ်တပ်ကအရာရှိအပါအဝင်စစ်သား5ဦးသေဆုံးသွားတယ်လို့သိရပါတယ်၎င်းပစ်ခတ်မှုအတွင်းမှာ ကားလမ်းဘေးမှာလမ်းကင်းယူထားတယ်အကြမ်းစစ်ကောင်စီတပ်သားများနဲ့လည်းထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မတော့ကနေထွက်လာတဲ့ကားနဲ့စီဆိုင်ကယ်၅စီးနဲ့လာတဲ့စစ်ကူစစ်ကြောင်းရောက်ရှိလာပြီးတော့တိုက်ပွဲဖြစ်ပွားရာနေရာမှာရန်တပ်ပစ်ခတ်မှုများကိုလှုပ်ဆောင်သွားပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးများနဲ့တေဆုံးသူများကိုလာရောက်ပြီးတော့တေဆောင်သွားတယ်လို့ Fire Dragon စစ်ကြောင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတမူးမြုံနယ် န်းသာကြေးပါမှာတက်ဆွဲထားတယ်။အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၈နေ့မှာတမူးမြို့နယ်ပန်းသာကြေးပါမှာတက်ဆွဲထားပြီးတော့လမ်းသွန်းလမ်းလာပြည်သူများကိုစစ်ဆေးကာ အကြောင်းမဲ့ရန်ကားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကို Zone National Union Zone Army ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရေကန်မြေကန်ကောင်းများနဲ့လောက်အားရင်းမြစ်များရှိတော့လဲ ်နိုင်ငံသားများဟာအမှန်တကယ်အလုံးမလုံးတဲ့အတွာဝင်ဝင်နေပါပြီကုံစင်းနှုံများတိုးမြင့်လာခြင်းဖြစ်တယ်လို့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနေပြည်တော်အစည်းအဝေးမှာပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာနာသိန်းအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာမေလ19ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာအခုလိုမျိုးထည့်သွင်းပြောဆိုသွားတယ်လို့၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာအရသိရပါတယ် ်ကုံထုတ်လုပ်မှုကိုတိုးမြင့်အောင်ဆောင်ရွက်နိုင်ရင်ကုံစည်းနှုံးတွေတက်လာမှာမဟုတ်တလို့ကုံစည်းနှုံးတွေလည်းတိုးမြင့်လာမှာမဟုတ်ပါဘူးအလုတ်ကိုအမှန်တကယ်လှုပ်ကြဖို့နဲ့နိုင်ငံစည်းဝါးရေးကိုမြင့်တင်ဖို့လိုအပ်မယ်လို့အချက်ဘတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကပေါ့လို့ပဲစားပြောဆိုလိုက်ပါတယ်သို့တော်လည်းလက်ရှိမှာစစ်ကောင်းစီရဲ့အာဏာသိမ်းမှုကြောင့်စက်ရုံအလုတ်ရုံနဲ့နိုင်ငံတကာယင်းနှီးမြှုပ်နှံမှုကုမ္ပဏီများဟာရန်နာနှုတ်ထွက်လျက်ရှိပြီးတော့နိုင်ငံသားအများအများဟာလည်းတနေ့တခြားအလုတ်လက်မဲ့များဖြစ်ကစားဝတ်နေရေးတွေကြက်တဲလာတာကိုတွေ့ရပါတယ် ဒါကိုသူလည်းအသိပါပဲမြန်မာနိုင်ငံမှာလူနေမှုအဆင့်တန်း living standard နဲ့ကုန်ကျဈေးစံနှုန်း cost standard တွေကမမျှတာပါဘူးတိုင်းသားလုံးအလုပ်လုပ်ကြပေမဲ့အိမ်ငါးကကိုမနေရှာဖွေနေရတဲ့သူတွေအများကြီးပါပဲလို့ရန်ကုန်မြို့နေ CDM ကတိကဆရာမတအုပ်ကရှင်းပြထားပါတယ်ပြည်သူလူထုဟာအာဏာသိမ်းကာလကြာမြင့်လာတာနဲ့အများ အလောက်ကန်ရှားပါလာမှုစစ်ကောင်စီနဲ့လုပ်ငန်းရှင်များပူးပေါင်းပြီးတော့အတင်းအဓမ္မခိုင်းစေမှုလောက်ခလာစားခေါင်းပုံဖြတ်မှုစတဲ့အလုပ်သမားအခွင့်ရေးများဆုံးရှုံးနေရတယ်လို့သိရပါဗျ။ပြည်သူတွေရတဲ့အခြေခံလာစားကသာမတိုးလာတာကုံစင်းနှောင်းကတော့ဇက်တိုက်ကိုတိုးနေတယ်။ဒါတွေအားလုံးကစစ်ကောင်စီအာဏာယူပြီးတော့အတုံးမကြလို့ပြည်သူတွေဒုက္ခရောက်ကြရတာလို့တင်ကန်းကျုံမြို့နယ်နေအမျိုးသမီးတို့ကပြောပြထားပါဗျ။အဲ့ဒီအခြေအနေများအပြင်စစ်ကောင်စီလက်အောက်မှာတရားဥပဒေကင်းမဲ့မှုနဲ့ ဖိနှိပ်ချိမ်းချောက်မှုများကြောင့်ပြည်သူလူထုဟာငွေကြေးပြဿနာ၊ကုန်စည်နှုန်းအဆမတန်တိုးတက်လာမှုရဲ့ရိုက်ခတ်မှုတွေကိုလည်းကြုံတွေ့နေရပြီးတော့နေ့စဉ်နဲ့အမျှအမှုအခင်းများနဲ့မလုံခြုံစွာဖြတ်တန်းနေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကရဲဘော်၁၀ဦးကန့်ကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရတဲ့အပေါ်မှာအိန္ဒိယအစိုးရကတာဝန်ရှိသူများနဲ့ NUG တို့ပြည်ဆောင်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်သခိုင်းတမှုမြို့နယ်မှာအိန္ဒိယအာသာရိုင်ဖယ်တပ်များကတမှုခရိုင်ထဲကပကဖရဲဘော်၁၀ဦးကိုပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားရတဲ့ရဲဘော်များအတွက်အမှုမှန်ပေါ်ပေါက်ရေးကိုတမှုခရိုင်ပကဖအဖွဲ့ကမြေပြင်အခြေအနေကိုသိရှိနိုင်ဖို့အတွက် NUG အစိုးရထံကိုစပို့ပြီးတော့အကြောင်းကြားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အိန္ဒိယအစိုးရကတာဝန်ရှိသူများနဲ့ အမှုမှန်ပေါ်ပေါက်ရန်ပြည့်စုံဆွေးနွေးနေတယ်လို့ NUG ဘက်ကပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကပြောပြထားပါတယ်။ NUG ကကာကွယ်ဝင်ကြီးဌာနနဲ့နိုင်ငံခြားရေးဝင်ကြီးဌာနတို့ကအိန္ဒိယဘက်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးနေတာတွေရှိပါတယ်။ဘာတွေဆွေးနွေးနေတာလဲဆိုတာကတော့အသေးစိတ်ပြောပြလို့မရသေးပါဘူး။တပ်ဆိုင်ရာဌာနတွေကလိုအပ်ရင်ထုတ်ပြန်ပေးလာလိမ့်မယ်လို့၎င်းကရှင်းပြထားပါတယ်။အိန္ဒိယအာတာရိုင်ဖယ်တပ်များကတမူးခရိုင်ထဲကပကပရဲဘော်၁၀ဦးကိုမနစ်ပူပြီး ဂျန်ဒီခရိုင်အပြည်ပြည်ဆိုင်ရာနယ်နိမိတ်ညူးစန်တော်အနီးတဝိုက်မှာပြစ်ခတ်ခံရမှုကြောင့်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အိန္ဒိယအာတန်ရိုင်ဖယ်တပ်များကအိန္ဒိယမြန်မာနယ်စပ်အနီးမှာစစ်ဆင်ရေးဆောင်ရွက်နေတဲ့အချိန်တမူးခရိုင်ကပကပအဖွဲ့ကိုပြစ်ခတ်မိရာတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့အိန္ဒိယအာတန်ရိုင်ဖယ်တပ်ကမေလ15ရက်နေ့မှာထုတ်ပြန်ခဲ့ပါဗျ။တေဆုံးသွားခဲ့ရတဲ့ပကပအဖွဲ့ဝင်10ဦးရဲ့ရုပ်အလောင်းများကိုအိန္ဒိယဘက်ကပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုတော့နှစ်ဖက်အဖွဲ့အစည်းကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ